အပြန်အလှန်ဂိုးရီနဲ့ဖျော့ပြနိုင်မဲ့ဘိုဒိုကလင်လာစီယိုဒုက္ခဆုံးကြာတာပရိညာယူရိုပါလီကွာတာဖိုင်နယ်ပါကျော်ပွဲချုပ်သုံးတချံဘိုဒိုကလင်နဲ့လာစီယိုည7:15နာရီ15မိနစ်နော်ဝေကလပ်ဘိုဒီကလင်ဟာဒီရတီယူရိုပါလီမှာအင်ကွင်းမှာစွန့်နေတယ်လို့အင်ကွင်းပွဲတိုင်းကိုလည်းကိုတွင်ထားပါတယ်အခုရတီယူရိုပါလီကအင်ကွင်း6ပွဲမှာလည်း9ပွဲကိုအနည်းဆုံး2ဂိုးတွင်းနိုင်ခဲ့တာဆိုရင်လည်းမမှားပါဘူးအခုနိုင်ပိုင်းရလက်ကြဆင်းနေခဲ့တဲ့လာစီယိုကလည်းဒီယာတီယိုပါလီအဝေးကွင်း၅ပွဲမှာ၄ပွဲနိုင်ထားပါရင် ဂိုးပေါင်းဈေးကလည်း၃လုံးအပေါင်း၄၀နဲ့ကိုဒီပွဲမှာဂိုးပေါ်ပို့လာပါရင်စပါနဲ့ဖရန်ဖတ်ညတနားကြီးကပရီးမီးယားလိမှာအဆင့်၁၄နေရာရောက်နေတဲ့စပါတွက်ကယူရိုပါလိဟာအခုချိန်မှာသူတို့အတွက်အရေးပါဆုံးဖြစ်နေတယ်လို့တခုတည်းသောစူပလာမျှော်လင့်ချက်လည်းဖြစ်ပါရင်မြောက်လန်တဲ့ကလပ်ဟာဒီယာတီယူရိုပါလိကအင်ကွင်း၅ပွဲစလုံးမှာလည်းမရှုံးခဲ့ဘဲနဲ့၄ပွဲလုံးကိုနိုင်ထားတာပါ2025ရဲမှာရလက်ပိုင်းအရာရုံးကနေရတဲ့ Frankfurt ကတော့နောက်ဆုံး Europa League အဝေးကွင်း၃ပွဲမှာလည်း၂ပွဲရှုံးထားပါတယ် တလုံး60နိုင်နဲ့ကိုမှပေါက်တဲ့စပါရဲ့အင်ကွင်းခြေကိုယုံကြည်ရမှာပါ Rangers နဲ့ Bibao ညတနိုင်ကွင်း Ranger ကတရားဒီယူရိုပါလိမှာအင်ကွင်းရလပိုင်မတည်ငြိမ်ခဲ့ပါဘူးလက်ရှိမှာလည်း Ranger ဟာအင်ကွင်းမှာနောက်ဆုံး၅ပွဲဆက်တိုက်ကိုရှုံးထားပါပြီအဝေးကွင်းဆိုရင်ချိမမှန်နဲ့ Bibao ကလည်းနောက်ဆုံး9ပွဲမှာ6ပွဲကိုတကိုယ်ထက်ကိုပိုမတွင်နိုင်ခဲ့ပါဘူးကိုပေါင်းစင်းနှလုံးတရားရှုံးတဲ့ဒီပွဲမှာကိုအောင်နဲ့ကိုမှစွန့်စားခြင်းနဲ့ Lyon နဲ့ Man U ညတနိုင်ကွင်း လက်ရှိချိန်မှာနိုင်ပွဲဆက်နေတဲ့ဆိုပေမဲ့ဒီယာတီယိုပါလီမှာတော့လန်ရီရဲ့အင်ကွင်းရလက်ပိုင်းကမတည်ငြိမ်ခဲ့ပါဘူး။မန်ယူကတော့ယိုပါလီကနောက်ဆုံး22ပွဲမှာ14ပွဲနိုင်6ပွဲတည်ရင်နဲ့2ပွဲသာရှုံးခဲ့တာပါ။ဒါပြင်ကောမန်ယူဟာဥရောပအဆင့်မှာလိုင်ရွန်ကိုတကားမကိုမရှုံးပေဘဲနဲ့တွဲဆုံမှု၄ပွဲမှာ2ပွဲနိုင်2ပွဲတည်ရကြထားပါရင်လိုင်ရွန်11 20ဆိုပေမဲ့လို့မန်ယူဘက်မှာတော့အနှိမ့်ဆုံးတည်ရရှိတာပါ။အင်ကွင်းကန်ရခါရတဲ့လောက်တွင်းထားမဲ့ဘက်တင်ဖုံးတော်မင်း ကျတာဗရီးညာကွန်ဖရင့်လီကွာတာဖိုင်နယ်ပါကျော်ပွဲချိုသုံးသက်ချမ်းလီဂီယာဝါဆောနဲ့ချယ်စီည7:55မိနစ်ပိုလန်ကလပ်လီဂီယာဝါဆောဟာဒီယာတီကွန်ဖရင့်လီကအင်ကွင်း၄ပွဲမှာ၃ပွဲပေးကူမရှိခဲ့ပါဘူးလီအစ်စင်တော်ကဘတ်တစ်ကိုခန်းစစ်အသားပေးပြီးတော့ဝမ်စီနဲ့ကိုအနိုင်ကျင်ခဲ့ပါပြီနောက်ဆုံး၅ပွဲဆက်ကိုကိုအောက်ကန်ထားတဲ့ချယ်စီကလည်းကွန်ဖရင့်လီဆိုရင်အရန်တွေနဲ့ပဲကစားတာပါကိုပေါင်းစီ၃လုံးအပေါင်း90ဆိုပေမဲ့လို့ကိုအောက်စီစွန်စားခြင်းပါဘတ်တင်းနဲ့ကြာကြည့်လို့နေရညတနားကြီးကွယ် နောက်ဆုံးပွဲမှာဘာစီလိုနာကိုအဝေးကွင်းတရေကန်ခဲ့ပြီးတော့အဲ့ဒီမတန်ခင်လေးပွဲဆက်နိုင်ခဲ့တဲ့ဘက်တစ်ဟာယုံကြည်မှုအမြင့်ဆုံးမှာရှိနေမှာပါ။ Isco နဲ့ Antino ရဲ့အတင်ဟာလေ Conference League မှာ Lee Isin တို့ကလိုမျိုးမဟုတ်ဘဲနဲ့ပို့ပြီးတော့အာယုံဆိုင်ကစားလာဖို့ရှိပါတယ်။ Poland Club ချာကြည့်လို့နေရကတော့ Conference League ကနောက်ဆုံးအဝေးကွင်း၃ပွဲမှာနှစ်ပွဲပဲရှုံးထားတာပါ။1မိုင်းနဲ့တရာပေါက်တဲ့ဘက်တစ်နှစ်ကိုပြတ်ဖို့မခက်ပါဘူး။ Sergi နဲ့ Fiorentina ညတနိုင်ကွင်း ဆလိုဗေးနီးယားကလပ်ဆယ်ကြီးဟာဒီရတီကွန်ဖရင့်လိမှာအင်ကွင်းရှုံးပွဲမရှိသေးဘူးဆိုပေမဲ့ဒီဒီချိန်မှာဖီယိုလိုမျိုးအတင်းမျိုးကိုအဲ့ခံရမှာဆိုတော့သူတို့တွက်ကကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေပါပြီ။ပုံစံကောင်းပြန်ရနေတဲ့ဖီယိုဟာနောက်ဆုံး၄ပွဲမှာ AC နဲ့ကိုမှအဝေးကွင်းတစ်ပွဲပဲတည်ရေးချပြီးတော့၃ပွဲနိုင်ထားတာပါ။ဒါပေမဲ့ဒီရတီကွန်ဖရင့်လိကအဝေးကွင်းမှာဖီယိုဂိုးမပေးရတဲ့ပွဲမရှိခဲ့ပါဘူး။ဖီယိုနှစ်ဂိုးပြတ်တာမျှော်နေမဲ့အစားဂိုးပေါက်ကပိုကောင်းပါလိမ့်မယ်။